တရုတ်နိုင်ငံတရားရုံးကကိုကဲနေချာဆောက်သက်ခေါင်းဆောင်တွေအပါအဝင်အွန်လိုင်းငွေလိမ်ဂိုင်းနဲ့ပတ်သက်သူလူ9ယောက်ကိုနိုဝင်ဘာလ4ရက်နေ့ကတေတံအပြစ်ပေးလိုက်တယ်လို့စင်ခွာသတင်းမှဖော်ပြပါတယ်တည်တဲ့ချမှတ်ခင်ရသူတွေထဲမှာကိုကန့်ခေါင်းဆောင်ဟာပယ်ဆောင်ချိန်နဲ့တားဖြစ်တဲ့ပယ်ရင်ချိန်တို့လည်းပါဝင်ပါတယ်။သူတို့အပါဝင်9ယောက်ကိုတည်တဲ့ချမှတ်ခဲ့ပြီး9ယောက်ကိုတော့နှစ်နှစ်ဆိုင်းငယ်တည်တဲ့ချမှတ်လိုက်ပါတယ်။ နောက်ထပ်9ယောက်ကိုထောက်တဲ့တသက်နဲ့9ယောက်ကိုတော့ပြင်းနေတဲ့အပါဝင် နှစ်ရှင်ထောက်တဲ့တွေချမှတ်လိုက်ပါတယ်အမှုတွေထဲမှာ online လိမ်လည်မှုလူတက်မှု ပြန်ပေးဆွဲမှုငွေညှိမှုလောင်းကစားရုပ်ဖွင့်မှုတရားမဝင်နှိစက်ဖြစ်ကြော်တာကိုကူညီမှုပြည်တန်စာမှုစတဲ့အမှုတွေအများအပြားပါဝင်ပါတယ် ဒီအမှုတွေနဲ့ပတ်သက်တဲ့တက်တည်အထောက်အထားတွေကိုတော့30 20ခွန်စီစဉ်ရဲ့အသွင်မှာတရုတ်အရာရှိတွေကကိုကဲဒေတာလောက်ကိုင်းမှာလူပေါင်းထောင်ချီစီကတွားရောက်ရှာဖွေခဲ့တာလို့တရံခွေမှာဖတ်ကြားခဲ့ပါတယ်။ ကိုကင့်ဒေတာမှာစီအုပ်စုနဲ့ပူပေါင်းခဲ့တဲ့မိသားစုကြီး၄စုဖြစ်တဲ့ပယ်မိသားစု ဝေမိသားစုမြေမိသားစုနဲ့လျိုမိသားစုတွေဟာကြားဖြတ်အပါအဝင် အမှုပေါင်းများစွာနဲ့တရုတ်အကျဉ်းထောင်တွေမှာထိတ်သိမ်းခံနေရပြီးအမှုရင်ဆိုင်နေရတာဖြစ်ပါတယ် စက်တင်ဘာလအတွင်းကတော့ကွယ်လွန်သူမြေလျှောက်ချမ်းရဲ့သားမြေကော်ဖြစ်တဲ့မြေဖြစ်တဲ့မြေကျိကျိအပါဝင်လူ၁၁ယောက်ကိုလည်းတရုတ်တရားရုပ်တစ်ခုကစက်တင်ဘာ၂၉ရက်နေ့ကတင်တယ်ချမှတ်ထားပါတယ်။